အားလုံးမင်္ဂလာပါခုတစ်ခေါက်ကလည်းဒီဒေါက်တာပြည့်ရရဲ့ပြချင်းပါလေးတောက်ပြီးပဲဖြစ်ပါတယ်အမ်ကြံရှိနေရပိုင်းနေရအပြင်းလေးရပါတော့ဒါကြောင့်တော့အဆုံးသက်ဖြစ်သွားအောင်လို့နောက်ထပ်ကောင်းမွန်လေးတစ်ခုပြထားပါတယ်ဒါကတော့စက်ခွင်တိုင်းရှော့ဖို့နီလန်ကောင်းစေဘူးလို့အမိရပါတယ်ဆိုတော့ဒီနေ့ဒီမှာဒီတိုင်းကစက်ခွင်တိုင်းအဖုန်းကမ်းမွန်လက်တော့အဲ့ဒီမှာအချိန်အများကြီးကုန်တတ်တယ်ပေါ့နော် ဆိုအဲအဲ့ဒီဟာကိုဘယ်လိုရှင်းချလို့ရနိုင်လဲဆိုတာကိုဖတ်ပြပေးလို့ဖြစ်ပါတယ်ဆင်စကွန်တိုင်းရှော့ဖို့အမီလန်ကောင်း၁၀ခုခုခက်လို့နိပညာတိတ်တုတ်တက်လာတဲ့ခေတ်ထဲမှာအရာရာလည်းဘူးလာပါတယ်တစ်ဖက်ကလည်းစကွန်တိုင်းဆိုတဲ့နည်းနည်းကိုကြီးတဲ့အချိန်ကမေလုံးသမားနဲ့မတူအောင်တိတိတသာများလာတယ်တတော်များရဲ့လုံဆောင်စရာစင်းရင်မှဖြစ်ဖြစ်တိုးတက်ဖို့လိုအပ်ချက်အနည်းငယ်ပဲဖြစ်ဖြစ်အဲ့ဒီစက်ခွင်တန်းကိုချော့ချဖို့ ဟာပေါင်းနေတာကိုသိရပါလိမ့်မယ်။ဒီတော့ second time ဆက်ဆက်ဖို့အကြံပြုချက်တစ်ခုကိုရေးပြထားပါတယ်။မျက်ဝင်ပေးလိုပါတယ်။ number 1မှတ်တမ်းတင်ထားပေမဲ့အမှတ်တမ်းတင်ထားပေးတဲ့ application တွေကိုတုံးပါကိုတနေ့တနေ့အချိန်ဘယ်လောက်ရှိရဲဆိုတာကိုမှတ်တမ်းတင်ပေးရတဲ့ application တွေပေါ်လာပါပြီ။အဲ့ဒါလေးတွေကိုတုံးစီပါဒါဆိုမတိလိုက်မတိပါတာနဲ့တနည်းတနည်းခုအချိန်တွေကဘလော့ကိုစက်ခဏလေးကဒီတုံးနေတယ်လေဆိုတော့အားအားတင်ပေးကြည့်ရပါလိမ့်မယ် နံပါတ်1ထိုင်မှာတော့မှာအထူးသဖြင့်အတုံးများတော့ Facebook ပါအဲ့ဒီ Facebook မှာပဲတိုင်နံမှတ်ထားလို့ရပါတယ်နှစ်နာရီဖြင့်နှစ်နာရီ၃နာရီဖြင့်၃နာရီတက်မှတ်ထားလို့ရတယ်အချင်းပြည်တာနဲ့ notification တက်လာပါလိမ့်မယ်။ဒါဆိုကိုတက်မှတ်ထားတဲ့အသုံးပြုချိန်ပမာဏပြည့်ပြီဆိုတာကိုသိနိုင်ပါမယ်။လုံးလက်ဆက်အလုပ်တွေကျော်လက်ဆက်စကားတွေကိုမြန်မြန်လက်ဆက်တက်နိုင်ပါလိမ့်မယ်။နံပါတ်3အိပ်ရာထားဖို့ဖုန်းအစား notification ပါ။ဖုန်းဆိုတာက နေ့စဉ်လူနေမှုပေါ်မှာမပါမဖြစ်ပါလာတဲ့နောက်ဆုံးအိယာသားကိုအလန်းပေးတာကအစဟုံးနေပဲလှုပ်ရှားတော့တယ်ဒီအတွက်အိတ်ခန်းထဲမှာဟုံးနေကြရတယ်အိယာနာဟုံးကူထထားရမယ်အဲ့ဒါကကိုယ့်အတွက်မအိမ်မချင်းဖုံးကြည့်နေမိဖို့နောက်ဆုံးတေးလို့နေတော့ဖုံးဖွင့်ကြည့်ဖို့လိုကူပြုလိုက်မယ်ဒါကြောင့်အဲ့လိုမျိုးဆိုအိတ်ခန်းအပြင်မှာပုံထားခဲ့ပါမနဲ့အဲ့ရထားဖို့ကတော့ကိုရင်ကလိုပဲရုပ်ချက်ကအတုံးပြပါနံပါတ်၄မနဲ့ခင်းနေမှာဆိုရှယ်မီဒီယာမတုံးပါနဲ့ ဆိုရှယ်မီဒီယာကဆွဲဆောင်တာကိုစိတ်ဝင်စားစရာအများကြီးဖြစ်နေပါတယ်။ဒါကြောင့်ခဏပဲလေးဆိုပြီးတုံးလိုက်တာကကိုယ့်ရဲ့တမန်တလုံးကိုဖြူသွားနိုင်ပါတယ်။နောက်ပြီးအဲ့ဒီမှာမြင်ရတဲ့ post တွေကြောင့်ကိုယ့်ရဲ့စိတ်တူရတာအားငြိမ်ရတာစိတ်ရှုရတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်တခြားအခြေအနေမလျှော့နိုင်ရင်တော့မနှက်ခင်းကိုတော့မတုံ့ပြန်ပါဘူးနဲ့။နံပါတ်9အတူနေသူတွေမိသားစုဝင်နေတဲ့စကားပြောပါ။ ူချမ်းမီလီကတအားခစ်စားလာတော့မိသားစုဝင်အချင်းချင်းတဆောင်နဲ့နေသူအချင်းချင်းလာသူ့စကားမပြောပြချတယ်လို့ပြောပြောပြရင်လဲဆိုရှယ်မီဒီယာကအကြောင်းတွေပဲပြောဖြစ်ပါတော့တယ်။အဲ့ဒီလိုမဟုတ်ပဲတယောက်နဲ့တယောက်ခံစားချက်တွေရင်းပွဲမှာအိမ်အလုပ်တွေတူလုပ်ပါအတူနေပါလို့ပြောမယ်ဆိုလဲကြားနိုင်ပါတယ်။နံပါတ်6တခြားသူတွေကိုစီရင်ပါတနေ့ရတော့ချက်မယ်ဆိုအလုံးကဖုန်းသုံးနေပြီးကိုရီယာကမသုံးဘဲ ဖြစ်နေဖို့ရာမဖြစ်နိုင်ပါဘူး။ဒါကြောင့်တခြားသူတွေကိုဇီယုံမှာဒီနေ့ဖုံးဖို့တဲ့သူအလုံးစားရသမျှရှင်းကြီးဆိုတာမျိုးစီကံချတာဒီပါပူပြီးရင်းရင်းလေးနဲ့ပြောစရာကောင်းတာခံစားရပါလိမ့်မယ်။ဒီမှာခေါ်အားလက်ချိန်မှာတခုခုလုံးချင်ရှိတာလုံနေပါသေးရှိနေပါသေး။အားပြီးဆိုလိုတာနဲ့ဆိုရှယ်မီဒီယာတမ်းမခွင့်မှာနဲ့တခြားလူလူရရလည်းအများကြီးရှိပါတယ်။ ။ဗတ်မီလောင်းလို့ရတယ်။အခက်ခက်လုပ်လို့ရတယ်။အိမ်မမွေးထားတဲ့တနည်းတန်လေးလေးနဲ့စော်နေလို့ရတယ်။စောက်ဖတ်တာ၊ပချီဆွဲတာ၊ဂီတာတီးရော်လိုမျိုးဝါဒနာပါလာလေးတစ်ခုခုကိုလုပ်ကြည့်လို့ရပါတယ်။နံပါတ်၈အလုံးလုံးပြီဆိုဖုန်းကိုကိုမမြင်တဲ့နေရာမှာထားပါ။အလုပ်လုပ်တဲ့အခါမိနစ်ပိုင်းလောက်ပဲရှိသေးတယ်။မျက်စိရှိမြင်မြင်ရတဲ့ဖုန်းကိုကတ်တာကန်နေတာပဲဖြစ်ပူးကြမှာပါ။ ဒါကြောင့်မမင်းကိုရနေရာတစ်ခုမှာထားတာပါ။ဘုံအသေးစားလို့လည်းရပါတယ်။လိုအပ်ရင်လို့ခေါ်ကိုက်ဖက်တွေကိုလည်းကိုဒီအချိန်ကဒီအချိန် offline ဖြစ်နေမယ်ဆိုတာကိုပြောထားပါ။အဲ့ဒါကခုနကလို့အယုံလို့ပြန်မလို့တက်တာရှိနေပါတယ်။နံပါတ်9သတင်းရင်းမြစ်တွေကိုစစ်စစ်ရေးချတာပါ။ဒီနေ့လိုသတင်းအချက်လက်ခင်မှာအင်တာနက်မတုံ့ပြန်နေလို့ရဖြစ်ပါတယ်။တစ်ဖက်ကလည်းသတင်းအချက်အလက်တွေကဟမကုံအောင်ရှိနေပါတယ်။ အကုန်လုံးလည်းပဲနေလဲသိချိုရမယ့်အဖြစ်ကို့အလုပ်ကို လုပ်နိုင်မှာမဟုတ်တော့ဘူးဒီတော့ဘလူတွေဘယ်တဲ့င်းဌာနလူစီကအဓိကထားဖမ်းမယ်တရင်ရယူမယ်ဆိုတာမျိုးကိုစစ်ထုတ်ထားတာအဲ့ဒါကအချိန်ကုန်လဲသက်သာမယ်လိုအပ်တဲ့တရင်အချက်လက်တွေလည်းရနိုင်ပါမယ်ဥပမာ covid-19 အတွက်ဆိုလက်မှတ်ရင်းနဲ့အကြောင်းဝင်ဌာနရဲ့ပညာရှင် အချို့ရဲ့ကလည်းဒီနေ့ဘလူစီက covid-19 ဆိုတဲ့စကားလုံးတွေကြော်ပြစ်လိုက်နိုင်တာမျိုးဖြစ်ပါတယ် နံပါတ်30 no security သတ်မှတ်ပါတပတ်တရက်လောက်ဖြစ်ဖြစ် no security ဖြစ်သတ်မှတ်ကြည့်ပါအလုပ်တွေတအားပြင်းနေအပြင်မေးလို့လေကောင်းတဲ့ခံစားချက်မျိုးရပါလိမ့်မယ်အဲ့ဒါကကိုယ့်ကို social media ကတိတ်မသုံးတော့ဖို့အတွက်တွန်းပေးပါလိမ့်မယ်တခြားချက်တွေအများကြီးရှိသေးပြီးဒီအချက်၁၀ချက်ကတော့ security တိုင်းချုပ်ချင်လို့ရတဲ့အတွက်တခုခုအကျိုးရှိမယ်လို့ယူကြည့်ပါရဲ့လုံးဝရှောင်ဖို့လဲခက်တာမို့အလွန်အကျွံမဖြစ်စေတဲ့အကောင်းဆုံးအသုံးချနိုင်ကြည့်ကြပါရစေ။ ါကတကယ်အရေးပါတဲ့အချက်လေးဖြစ်ပါတယ်အကိုကိုရိုင်းလည်းအဲ့ဒီလိုမျိုးဖြစ်ခွေပေါ့နော် segment တိုင်းအရန်တုံးဖြစ်တယ်ပေါ့နော်အာလက်တဲ့အချိန်ဒီတစ်ခုပဲစဖြစ်ခဲ့ရအချိန်ပြောလို့ရပါတယ်နောက်ထပ်က2021မှာလည်းပေါ့နော်အဆက်ဆက်အားလားတင်နေဆိုတော့တတိယအချက်လေးဒီကိုဟိုပြတ်သွားမှာကြောက်တယ်ပေါ့နော်ဘာလို့ဖြစ်သွားမလဲဆိုတာလည်းမသိရောလေဆိုတော့အဲအဲ့ဒီအချိန်ကြောတွင်းကြီးကစပြီးတော့အာနည်းနည်း အလေးကျင့်လို့မျိုးတော့ဖြစ်သွားမိရပါတော့အားရနဲ့တခုခုပါဖြစ်သွားမယ်ဆိုရဲအချက်လက်ကြောင့်မလို့ဖုံတုပ်ပြတဲ့ဒါမှမဟုတ်ရင်တခုခုအဆက်တွေပြတ်သွားမှာဆိုလို့ဆိုပြီးတော့လဲဖုံတုပ်ပြခဲ့တဲ့အခြေအနေရှိပါတယ်ဆိုခုနောက်ပိုင်းပြန်ပြီးတော့ကိုကိုကိုပြန်ဆင်းရပါတော့အာဖုံးကိုတိတ်ပြမတုံးဘူးပူရပေါ့ဆိုအလုံးရဲ့ကိုရဲ့စက်ခွင်တိုင်းလေးဖြစ်ဘယ်တိုင်းဝင်ဖြစ်ဖြစ်ပေါ့နော်အာအချိုးရှိတဲ့အချိန်ကြီးဖြစ်ပါစေဆ ဖြစ်နိုင်အောင်လည်းကြိုးစားနေကြပါသည်ပြင်ဆင်နေကြပါသည်အားလုံးရဲ့နောက်ထပ်ကောင်းစီလေးတစ်ခုမှဆင်းရဲဆုံးပြပါမယ်ကျေးဇူးတင်ပါတယ်